ီးဆိုင်ရမှာပေါ့နော်ဆိုင်ရမှာပေါ့ဘီးဆိုင်ရမှာပေါ့မှန်တာပေါ့မှန်တာပေါ့အဖိုးရဲ့ကစိတ်ထင်ရဖြစ်တာလည်းအရာပေါ့နော်ဆိုတော့သူလည်းကတော့ပွင့်နေပြီလို့ရှိရင်ကိုကခင်လာလဲကြာပြီအဲ့တော့အဲဥစားပေါ့သူ့အပေါ်မှာဟိုကတငယ်ချင်းတို့လည်းဖြစ်နေတယ်အာဒီကိုရဲ့ချစ်သူတို့လည်းဟုတ်တယ်ဖြစ်တယ်ဆိုတော့နောက်တစ်ခုကကြတော့အခုစိတ်ထဲမှာသူ့ကိုကိုယ့်ရဲ့ညီမလေးတည့်ရလို့ကတော့တကယ်ဖြစ်မိတယ်။သူပြောကြတော့ဘယ်လိုပြောမလဲဆိုတော့ အဲခင်မရင်းနေတာကလည်းစတဲ့ relationship တစ်ခုဆိုတဲ့အခါကျတော့ဟိုးအရင်တည်းကလည်းကြောင်ကြောင်နောက်နောက်အများရန်ပြောတယ်မပြင်းရအောင်တောင်တောင်ကားအဲ့လိုမျိုးအချီပေါက်နဲ့ပြောရတယ်လည်းရှိရဲအဲ့လိုမျိုးဆိုဖြစ်ဆိုလည်းတအားစာလीဆိုဖြစ်ကအဲ့လိုမျိုးစတတ်တယ်ကိုယ်ငယ်ဆိုလည်းအချီပေါက်ကြီးနဲ့စာမျိုးပေါ့နော်ဆိုတော့အဲ့လိုတောင်တောင်ကား relationship မှာမပြင်းရအောင်အဲ့လို ပြောလိုက်ဆိုလိုက်စားလိုက်နှောင်းလိုက်တိုင်မြင်လိုက်အခါကျအာဟိုလိုလိုမယ်ဒီလိုမယ်ဆိုအဲ့လေးတိုင်မြင်တယ်အဲ့လိုမျိုးပေါ့အဲ့လိုအဲ့လို RS ကိုဖြစ်နေရပေါ့ဟုတ်အဲဆိုဖြစ်ဟိုတော့တကယ်ဟိုသူစိတ်ချမ်းသာစေခြင်းနဲ့အာပျော်စေခြင်းနဲ့လို့ဆိုဖြစ်ခံစားရတယ်ပေါ့နော်ခံစားမိတယ်ပေါ့နော်ဆိုပြီးပျော်ရင်လည်းသူကျေနပ်နေရအောင်လည်းဆိုပြီးခံစားမိရေပေါ့ဟုတ်ကျွန်တော်တို့မြောက်ကကြတော့လေအများနဲ့ကျွန်တော်တိုင်ပင်ဖြစ်တယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲဟိုသူကလည်းအများနဲ့ကျွန်တော်မေးတယ်အာကိုငယ်ဘယ်လိုမျိုးလေးလောက်ကြမလဲ အမြန်တိုင်ပြီးဖြစ်တယ်။ဟိုကျွန်တော်နှစ်ယောက်ကလေဟိုနှစ်ယောက်ဆိုတော့တတန်ပြင်းနေပဲကျွန်တော်တော့သွားဖြစ်တာပေါ့နော်။ဆိုတော့ဟိုဒါပေမဲ့လေတော့ဒီ main လေးဖြစ်တဲ့ပုံမှာတော့ဒါ lady first အနေနဲ့တော့ကျွန်တော်တော့ဦးစားပေးပါတယ်။ခါကြလို့ရှိရင်တော့ဟိုအများရဲ့ပေါ့နော်ခုနကပြောလို့တဏ္ဍာရီလေးရှိရယ်ဒါပေမဲ့ခါကြရင်ယောက်ျားလေးနဲ့မိန်းကလေးမတူတဲ့တကြောင်မလို့မိန်းကလေးတွေဖြစ်ချင်တဲ့ပုံစံလေးရစာရှိရယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအဆက်ဆက်ရဲ့ဟာပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကိုငယ်က ပြောမလဲအလိုလိုက်တဲ့ထဲမှာပါဝမ်းလဲဝမ်းပါတယ်ဟိုပျော်လဲပျော်တယ်ကိုကိုသားသမီးလိုမျိုးချစ်ခင်ပေးရဲ့အတွက်ဒါဆိုပြီးရအရင်ဝမ်းသာတယ်ပြီးတော့ကိုကလည်းကိုငယ်မိဘတွေတီးဆိုပြီးရဒါမိဘပဲအဲ့ဒါကြောင့်မလို့ဆိုပြီးရလည်းမိဘမိဘတွေလိုမျိုးဆိုပြီးရစိတ်ထဲမှာသဘောထားတယ်အဲနောက်တစ်ခုကကျတော့ကိုငယ်အမတွေမြမတွေကလည်းဆိုပြီးကိုချစ်တယ်ချစ်တယ်ပြီးကိုငယ်အမဆိုရင်ဘာပြောလဲဆိုတော့တခုခုဆိုလို့ရှိရင်လည်းငါညီမလေးဘက်ကပဲလေအဲ တကယ်တကယ်အဲ့လိုပြောတာဟာလေးတလားဟုတ်တယ်အဲကိုငယ်အမကြီးရရှိပြီလေဟာကိုငယ်ကကိုငယ်ကတော့တားလို့ခေါ်တော့တားတော့တဲ့အမတော့တဲ့စပြေဘက်ကလေကျွန်တော်အမအကြီးဆုံးမို့အကြီးကျွန်တော်နဲ့ဆိုလို့ရှိရင်အသက်က9နှစ်လောက်ပါတယ်9နှစ်လောက်ပါတယ်ဆိုတော့အခါကျတော့ဟိုကျွန်တော်လည်းကျွန်တော်အမတော်တော်လေးချစ်ပါတယ်

တော့ဒီအဲ့မင်္ဂလာဥလူလေးရောဒါစပီးတို့ဒီတောင်မှာပေါ့နော်တောင်မှာစပီးတို့အမတ်တရလေးဖြစ်သွားတာပေါ့နော်အဲ့ဒီကိလ္လာစာရဲ့ဘုရားတိတိနဲ့မှာစပီးတို့ဒါမင်္ဂလာဥ ခုလေးအဖြစ်နဲ့ခုလန်းဖြစ်တာပေါ့နော်အကြီးကတော့လေးဆိုပြလို့လဲတာမန်ဆိုလို့ဒီပဲဖြစ်တဲ့အတွက်ကြောင့်မလို့တာမန် main ခလေးနေအာဆိုလို့ရှိရင်လည်းဒါ pre wedding ပုံလေးတွေကိုဒါတို့ရဲ့အကောင့်တွေမှာ Facebook တွေမှာအမတ်တရတင်တယ်ဒီသဘောပါပဲဆိုပြီးလည်းကျွန်တော်မျှောက်တည်တယ်တာမန်တွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးတွေအမတ်တရတင်တယ်ပေါ့နော်ဆိုတော့ကျွန်ပြတို့ကိုဟိုချစ်ခင်အားပေးတဲ့ဒါပရိသတ်တွေလည်းဟိုကြည်ရအောင်ပေါ့နော်ကြည်ရအောင်ဆိုပြီးတော့ဒီဟာလေးကိုတင်ပေးဖြစ်တဲ့သဘောပါပဲအမတ်တရလေးတွေနဲ့ပေါ့ဟုတ်ကဲ့ဆိုပြရကြောင့် မိန်းကလေးဆိုတဲ့ခါကျတော့ပုံလေးတွေဆိုအဲ့လိုနည်းနည်းတင်တာများတယ်ကိုငယ်ကကျတော့ယောက်ျားလေးလည်းဖြစ်တယ်ပြီးတော့ကိုငယ်ကကျတော့တယောက်နဲ့တယောက်မတူဘူးလေစပီးကြိုက်တဲ့ပုံရှိရယ်ကိုငယ်သူကြိုက်တဲ့ပုံရှိရယ်အဲအဲ့လိုပြောကိုငယ်ကကျတော့ကြိုက်တဲ့ပုံကိုထိတ်ဆုံးဝစီရယ်ဆိုပြရလဲစပီးကြိုက်တဲ့ပုံကိုထိတ်ဆုံးဝစီဒီမှန်တိုင်းပြောရရင်အဲ့ပုံလေးတွေကြိုက်တော့လေစပီးအတွက်အမှတ်တရဖြစ်တယ်ဆိုတော့အဲ့မှာကအဲ့ဒီတဘာဝတရားအဲ့တော့စိတ်ကစားလေးရနော်စိတ်ကစားစိတ်ကစားတော့ ကြည်ရှင်လေးရဲ့စိတ်ကိုပြောတာမဟုတ်ဘူးအပြင်ကစိတ်လေးကတော်တော်နိုင်ဖမ်းရတာအဲ့စိတ်ကလေးရလေတော်ရအဲ့မှာအဲ့စိတ်ကလေးကြီးလည်းရိုင်းလို့ရတယ်စိတ်ကလေးကလည်းချစ်စရာလေးလို့လေကိုတိုးလေးလို့လို့လို့ချစ်စရာလေးဖူးဖွေးလေးလေအဲ့နဲ့ဆိုဖီးယားလည်းတရစတာချစ်တာတအားချစ်တာဟိုအဲ့ညမှာစိတ်ရှိလို့စိတ်မရှိဘဲနဲ့ဟိုအာဝုလေးရှိတယ်အာဝုလေးနဲ့ရိုင်းမှာဆိုဖီးယားအရင်ချစ်တာတရစချင်းသေးလေးရှိတယ်ချင်းသေးလေးနဲ့ရိုင်းမှာအဲ့ကြောင့်မရရဲဘူးရရဲဘူး ဘယ်လိုပြောမလဲအခုချိန်မှာကျတော့ဆွေမျိုးတို့နှစ်ယောက်ကလည်းအိမ်အောင်ပြုတ်ထားတာမဟုတ်ဘူးပြုတ်ရသေးတာမဟုတ်ဘူးဒီနော်ဆွေမျိုးတို့လက်ထပ်ပွဲကရက်ရှိရဲ့နောက်နောက်မှဆိုတဲ့အခါကျတော့ဆွေမျိုးတို့ရိုက်တဲ့လကပိုးလာပိုင်း လပိုင်း73ရက်နေ့74ရက်နေ့လောက်သွားတာဆိုတဲ့ခါကျတော့တကယ်တော့အဲ့မှာဆိုပြရဟိုနှစ်ရဆိုပြရသွားတဲ့အချိန်ကတိတ်ခဲသေးဘူးတကယ်တော့73လပိုင်းလောက်မှပဲရေရခဲတာနည်းနည်းတော့ပဲခဲသေးရပါဒါပေမဲ့ဆိုပြရတို့အနေနဲ့ကပွဲမတိုင်ဘူးဒီပုံလေးတွေကအာဟိုဟာပြီးရမှာဆိုတဲ့ခါကျတော့6လပိုင်းမှာသွားလိုက်တာပေါ့နော်ပြီးတော့ဆိုပြရတို့နှစ်ယောက်ကလည်းဒါလက်ထပ်ထားတာမဟုတ်တဲ့အတွက်ကြောင့်ဆိုပြရအမေကဆိုပြရအုပ်ချုပ်တယ်လိုက်တာလားဒီနေ့ဒါမန်းရွှေလီပွဲမှာတော့ဒါဝင်တဲ့သူတွေရောပြိုင်သက်တွေရောအများ ားကြီးပေါ့နော်ဟိုတွေ့ရတဲ့လက်ဝန်းတာတယ်အဲဒီမှာဆိုလို့ရှိရင် mention လေးရတာ promotion လေးလည်းအများကြီးပေးထားတယ်ဝယ်ရသူတွေအတွက်လည်းလက်ဆောင်လည်းအများကြီးရှိတယ်ဆိုတော့အဲဒီနေ့မှာလာရောက်ဝယ်ယူအားပေးတဲ့ပရိသတ်များအားလုံး customer များအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ချက်ပြီးတော့လည်းဝယ်ယူအားပေးလို့ဆိုပြီးရ mention ဒီကိုစားဖိတ်ခေါ်ချင်ပါတယ်ရှင်ဒီဒီပွဲပေါ့နော်လာရောက်ပြီးတော့မှအားပေးကြတဲ့ပရိသတ်များအားလုံးပြီးတော့မတ်ရွှေတတိမတ်ရွှေလီဆေးရွှေနာဆိုင်ကိုလာရောက်ပြီးတော့မှဝယ်ယူအားပေးကြတယ် customer customer များအားလုံးနဲ့ခွန်ရက်တာဝန်များအားလုံးအားလုံးပါတော့အဆအဆရရဆင်ပြီးချုံးမွေပြီးတော့ကိုစိတ်နှပါအမြဲတမ်းကျန်းမာချမ်းသာကြပါစေလို့ကျွန်တော်ကဆုတောင်းပေးချင်ပါတယ်ဟုတ်